ဒီနန္တရားတွေကိုလေးလာကြည့်လိုက်မယ်ဆိုလို့ရှိရင်ယုံနဲ့နဲ့နှစ်ခုပေါင်းဆက်ပြီးတော့တို့ရဲ့ဘဝတစ်ခုတို့ရထားတဲ့ခန္ဓာကိုယ်ဟာယုံနဲ့နှစ်ရပေါင်းဆက်ထားတဲ့အရာသာဖြစ်တယ်ခန္ဓာ၅ပါးနဲ့ပြောမယ်ဆိုရင်ရူပခန္ဓာတဲ့ရုပ်ခန္ဓာဒါအကြောင်းကိုနှစ်ရတိတိအချင်းချုပ်ပြီးတော့ဟောခဲ့တယ်နော်မှန်ပါပါဗျာ အခုနာအကြောင်းကိုပြောခြင်းလို့ရှိရင်ခန္ဓာနဲ့ပြောမယ်ဆိုလို့ရှိရင်ဝေဒနဲ့ခန္ဓာတို့၊သင်ညက်ခန္ဓာတို့၊သင်္ခါရခန္ဓာတို့၊ဝိညာဉ်နဲ့ခန္ဓာတို့ဒီခန္ဓာ၄မျိုးအကြောင်းကိုခေါ်ရမှာပဲမှန်လားဗျာအဲ့ဒီခန္ဓာ၄မျိုးပေါင်းစပ်လိုက်တဲ့အခါကျတော့အချင်းချုပ်ခေါ်လိုက်ရင်နာမ်လို့ပြောတာနော်မှန်လားဗျာအဲ့တော့ခံစားတာလည်းနာမ်ပဲမှတ်သားတာလည်းနာမ်ပဲစိတ်ထဲမှာဖြစ်နေတဲ့စိတ်ရဲ့ခံစားမှုတွေစိတ်ထဲကမှတ်သားမှုတွေစိတ်ထဲကလှုပ်ဆော်မှုတွေ စိတ်ထဲကသိရှိနေမှုတွေအရာခတ်သိမ်းဟာခန္ဓာနဲ့ပြောမယ်ဆိုရင်ဒီလေးမျိုးဟာနာမ်လို့ပြောရမယ်မှန်ပါပါဗျာဒါဖြင့်ရုပ်ခန္ဓာကိုကြီးရှိနေတာကိုတော့လူတိုင်းသိနေကြပြီမိခင်ရဲ့ဝမ်းတွဲမှာကလလယေကြည်ကစလာတဲ့ဒီရုပ်တရားတွေဟာကိုယ်တဏ္ဏမှာခဏိအထိဆက်လက်ဖြစ်ပေါ်နေတယ်ဆိုတာအလုံးသိနိုင်ကြတွေ့နိုင်ကြမြင်နိုင်ကြတယ် ကဲဒီကနေ့လေးလာရမှာအခုနံလို့ပြောတဲ့စိတ်နဲ့ဆွေတဲ့တိတ်လေးဟာဒီနှစ်ခုကလည်းပဲဘယ်တော့မှ ခွဲလို့မရအောင် တွဲနေတဲ့အရာနှစ်ခုပဲမှန်လားဗျာဆိုင်ရဆိုင်ရစိတ်တွေပေါ်တိုင်းပေါ်တိုင်းဆိုင်ရဆိုင်ရဆွေတဲ့တိတ်တွေ ਨੇ သူကလည်း group လိုက် group လိုက်အစုလိုက်အစုလိုက်ဖြစ်နေတာတခုတည်းဘယ်တော့မှမဖြစ်ဘူးเนาะမှန်လားဗျာ လူတွေကစိတ်ဆိုးတယ်လို့ပြောလို့ရှိရင် တခုတည်းလို့ထင်တာမဟုတ်ဘူးတခုတည်းမဟုတ်စိတ်ဆိုးတယ်ဆိုတဲ့စိတ်မှာတဘာဝတရားပေါင်းအနည်းဆုံး22မျိုးရှိတယ်နော်မှန်လားပါဗျာတခုတည်းနဲ့စိတ်မဆိုးတတ်ဘူးအဲ့ဒီတဘာဝတရား22မျိုးတည်းကတခုကိုခေါင်းတက်ပြီးတော့စိတ်ဆိုးတယ်လို့ပြောတာအဲ့ဒီတဘာဝတရားတွေကိုသိရှိနားလည်နိုင်အောင်ကိုယ်တဏ္ဍာမှာဩဘယ်ပုံဖြစ်ပြီးဘယ်ပုံအလုံးလုံးနေကြတယ်လဲ စုပေါင်းပြီးတော့အလုံးလုံးတယ်ဆိုတဲ့သဘာဝတရားဟာအလွန်ထင်ရှားတယ်ကိုယ်ခန္ဓာကိုယ်ပဲကိုကြည့်ကိုယ်လမ်းလျှောက်တာကိုပဲကိုကြည့်သဘာဝချင်းမတူတဲ့အရာတွေနှစ်ခုပေါင်းစပ်ပြီးတော့အလုံးလုံးနေတယ်ဆိုတာကိုအကြံပြန်အားဖြင့်ပြောလို့ရှိရင်သိနိုင်တယ်ကြည့်လေလမ်းလျှောက်တယ်ဆိုတဲ့အခါမှာတလမ်းပြီးတလမ်းလျှောက်နေတာခြေထောက်ကလျှောက်တာမဟုတ်လားမှန်ပါဗျာ ကဲခြေထောက်တိရှိမယ်မျက်စိတို့ကတော့မပါဘူးစိတ်တို့ကတော့လည်းမပါဘူးဆိုခြေထောက်တိရှောက်နိုင်ပါ့မရှောက်နိုင်ပါဘူးဗျာစိတ်ကကြံတွေးပေးရတယ်မျက်စိကလမ်းကိုကြည့်ပေးတယ်မှန်လားပါဗျာဒါအကျမ်းမြင်ပြောတာနော်မှန်လားပါဗျာစိတ်ကကြံတွေးပြီးတော့သိနေတယ်ရှောက်မဲ့လမ်းကိုအရင်မျက်စိကကြည့်ပေးတယ်ခြေထောက်ကရှောက်တယ် ခြေထောက်ကငါရှောင်းနေတာပါလားလို့မသိဘူးမျက်စိကလည်းငါလမ်းကြည့်ပေးနေတာလို့မသိဘူးသိတာကစိတ်ကလေးရပဲသိတယ်မှန်လားပါဗျာဟောပေါင်းဆက်ပြီးအလုံးလုံးနေတယ်ဆိုတဲ့သဘောတရားကိုပြောတာစိတ်ကြည့်ရှိုံနဲ့လည်းလမ်းလျှောက်လို့မရဘူးမျက်စိကြည့်ရှိရင်လည်းလမ်းလျှောက်လို့မရဘူးမျက်စိရဲ့တာဝန်ကဘာလို့ကြည့်ပေးရတဲ့တာဝန်မှန်လားပါခြေထောက်ရဲ့တာဝန်ကတလန်းချင်းတလန်းလှုပ်ပေးဖို့တာဝန် ဒါဖြင့်ကြံတဲ့ခန္ဓာကိုယ်တွေကဘာမှမလုပ်ဘူးလားလို့ဆိုတော့ဟောသူက balance ဖြစ်အောင်ထိမ့်ပေးနေတာပေါ့မှန်ပါပါသူမပါဘဲနဲ့ခြေထောက်ကြီးမှရှိလို့မှမဖြစ်တာဟုတ်အဲ့တော့လက်ကလေးတွေကစပြီးတော့လွှဲရမ်းပေးနေရတာရှေ့ရွေ့အောင်လို့ဆိုပြီးတော့เนาะမှန်ပါပါဒီခန္ဓာကိုယ်မှာရှိတဲ့အစိတ်ပိုင်းတွေကစုပေါင်းပြီးတော့အလုံးလုံးနေကြတာမျက်စိကကြည့်ုံကြည့်နိုင်တာလမ်းမလျှောက်နိုင်ဘူးခြေထောက်ကလမ်းပဲလျှောက်နိုင်တာမကြည့်နိုင်ဘူး နှစ်ခုပေါင်းလိုက်တဲ့အခါကျတော့မှလမ်းလျှောက်မှုဆိုတာဖြစ်ပေါ်တာမဟုတ်လားမှန်ပါပါဗျာအေးရုပ်ရဲ့ခန္ဓာကိုယ်ကြီးဟာလူရဲ့ခန္ဓာကိုယ်ဟာဒီရုပ်နဲ့နံတဘာဝနှစ်ရပေါင်းဆက်ပြီးတော့ဒီလိုဖြစ်ပေါ်နေတယ်ဆိုတဲ့သဘောတရားကိုသိဖို့လိုတာပေါ့